ဘုံကြီးကြောင်းပဲကြောင်းမဆိုတင်ကန်းကိုလက်တုံနဲ့လက်နှီးတွေလုံနေတာကိုလဲတရားပြတားမြစ်စကားခြွေသေးပါအောင်အရှင်ဘုရားတဲ့ဘုံကြီးကြောင်းပဲကြောင်းမဆိုတင်ကန်းကိုလက်တုံနဲ့လက်နှီးတွေလုံနေတာကိုလဲတရားပြတားမြစ်စကားခြွေသေးပါအောင်အရှင်ဘုရားတဲ့ဟုတ်တယ် တချို့ဘုန်းကြီးကျောင်းတွေမှာအလှူအတန်းလုပ်ပြီးဆိုရင်လူတွေကိုထမင်းကျွေးတဲ့အခါမှာသင်္ကန်းကိုလက်တုပ်လှုပ်ထားတာတွေ့ဘူးတယ်နော်အဲ့ဒီလိုမလုပ်တဲ့ကြောင်းဦးစင်းပြောတဲ့အခါမှာတချို့ကမကြိုက်ကြဘူးကြိုက်ကြိုက်မကြိုက်ကြိုက်ဒီမှာထပ်ပြီးပြောလိုက်ပါဦးမယ်နော်ပပိစိတပရိဘောဂောဟိအဂါရိကာနံစတိယထာနိယောဟိတိတာအောင်ပြပါအောင်အပပိစိတပရိဘောဂောယဟန်တော်တို့ဤတပိတ်သင်္ကန်းစတဲ့အတုံးအဆောင်ပစ္စည်းများသည် အဂါရိကာနံလူဝတ်ကြောင့်တို့အားစေတီရဌာနီယောစေတီထိုက်ကုန်ဤဝါပူဇော်ထိုက်ကုန်ဤလို့ဆိုထားတဲ့အတွက်ယဟန်တော်တွေဝိယုံတဲ့သင်္ကန်းဟာလူဝတ်ကြောင့်တွေအတွက်ကိုးကွယ်ရာစေတီထိုက်တာကြောင့်သင်္ကန်းကိုလူဝတ်ကြောင့်တွေအနေနဲ့လက်တုပ်တို့လက်နီးစုပ်တို့မလုပ်ကောင်းပါဘူးเนาะဓာဒီကိုလည်းရှောင်ကျင်ပါလို့အထူးသတိပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါယခုလာမိတဘူလာစုပ်၅ရက်၂၃ရက်နေ့ရောက်ပြီဆိုရင် 1386ခုနှစ်ကနေ1389ခုနှစ်တို့ပြုပြောင်းပါပြီကာလောကတတိဘူတာနိကာလောနနကာလညကာလတို့သည်ဘူတာနိတတဝါများကိုကတတိစားတောက်ပြည့်၏တဲ့အချိန်ကာလသည်တတဝါတွေကိုစားတောက်ပြည့်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တစ်နှစ်ကုန်လို့တစ်နှစ်တို့ပြုပြောင်းသွားခြင်းဟာ မိမိဤနေရမိတတန်းတွေထဲကတစ်နှစ်ကိုအချိန်ကာလကစားတောက်ပြစ်လိုက်တာဖြစ်တဲ့အတွက်တစ်နှစ်ကုန်လို့တစ်နှစ်တော့ပူပြောင်းသွားပြီဆိုရင်ပေဖို့တစ်နှစ်ပြီးသွားပါပြီဒါကိုတတိမထားမိတဲ့လူအများစုကခင်ဟောင်းကုန်လို့နှစ်တည်းတော့ပူပြောင်းတဲ့အခါမှာအပျော်အပါးတွေနဲ့အချိန်ကုန်ကြပါတယ်တကယ်တော့လူဘဝဆိုတာဟာတတန်းတူတူလေးပဲဖြစ်ပါတယ် အဲ့ဒီလိုတက်တန်းတူတဲ့လူဘဝကိုຢ່າတုံရခိုက်မှာအပျော်အပါးတွေနဲ့ကြည်အချိန်မကုန်စေပဲလောကအတွက်သာသနာအတွက်အကျိုးများရာများကြောင်းကုသိုလ်ကောင်းမှုတွေကိုလှုပ်တင်ပါတယ်ဒါကြောင့်တစ်နှစ်ကုန်လို့တစ်နှစ်သို့ကူပြောင်းတယ်ဆိုတာဟာသိဖို့တစ်နှစ်ပြီးသွားတာဖြစ်တဲ့အတွက်တစ်နှစ်ကုန်လို့တစ်နှစ်သို့ကူပြောင်းပြီဆိုရင်အပျော်အပါးတွေနဲ့ကြည်အချိန်မကုန်စေပဲလောကအတွက် ာသနာအတွက်အကျိုးများရာများကြောင်းကုသိုလ်ကောင်းမှုတွေကိုလုပ်၍မိမိရဲ့ကြံရှိနေတဲ့အချိန်တွေကိုတန်ဖိုးရှိစွာအသုံးချပါလို့ပြောကြားရင်းဤနှစ်သက်ဓမ္မလက်ဆောင်ကိုပြလိုက်ပါတယ်အားလုံးနှစ်သက်မှာဘဝကိုဓမ္မဖြင့်အလှဆင်နိုင်ကြပါစေနှစ်သက်စုတောင်းနှစ်ဟောင်းကုံပြောက်နှစ်သက်ရောက်ထွန်းတောက်မင်္ဂလာ ရှိပါစေ နှစ်တက်မင်္ဂလာဒီချိန်ခါစိတ်မှညင်မဲကင်းပါစေနှစ်တက်မင်္ဂလာညာတတာချမ်းသာကိုစိတ်ငဲပါစေတစ်နှစ်ပတ်လုံးစိတ်ဖြူဖုံရှင်ပြုံးကြေတာရှိပါစေကုသိုလ်ကျမ်းမှာပညာစည်းပွားဒီရီလာသူပွားကြပါစေ အရှင်ဖေရတက္ကမတုကိုတည်တည်ပေးရင်အာဘတ်တင်လားရှင်းပြပါဦးဖေရတဲ့အာဘတ်တင်ပါလေနော်ယဟန်တို့ရဲ့ဝိနည်းထဲမှာအနေတနာ20ပါးဆိုတာရှိပါတယ်အဲ့ဒီအနေတနာ20ပါးထဲမှာဖလဒါနတည်တည်ပေး၍လက်လာဘရှာမီခြင်းဆိုတဲ့အချက်ပါတာကြောင့်ယဟန်တို့အနေဖြင့်တက္ကရကမတွေကိုတည်တည်ပေးခြင်းပန်းပေးခြင်းတွေမလုပ်ရပါဘူးယဟန်တို့အနေဖြင့်တက္ကရကမတွေကို တည်တည်ပေးခြင်းပန်းပေးခြင်းတွေလုပ်မယ်ဆိုရင်အနေတနာသိခါဖို့20ပါးထဲမှာပါဝင်နေတာကြောင့်ဒုက္ခအာဘတ်သင်ပါတယ်အသက်60လေဖြတ်ထားတဲ့အဖေကိုဇယူဆိုင်ရပါတယ်ငွေထားတာ9ရောက်ပါတကြည်တော်တယောက်ပဲမိညဇယူဆိုင်ရတယ်တကြည်တော်ငငယ်ကလည်းမိဘရဲ့အရေးပေးမှုမခံခဲ့ရပါဘူးတကြည်တော်ကတန်တရာဝေကျွေးဆက်နေရတာလို့ပြောကြတယ်ဖရားတဲ့ အဲ့ဒီလိုပြောတဲ့လူတွေကအသိဉာဏ်မရှိလို့ပြောကြတာနော်မိဘကိုပြုစုလုပ်ကျွေးခွင့်ရတယ်ဆိုတာဟာလဲတဲ့ကုသိုလ်မဟုတ်ဘူးမိဘကိုပြုစုလုပ်ကျွေးခွင့်ဟာမိဘရှိတဲ့သားသမီးတွေမှာပဲရကြတယ်နော်မိဘမရှိတဲ့သားသမီးတွေမရနိုင်ဘူးဦးဇင်းတို့ဆိုရင်မိဘတွေမရှိတော့တဲ့အတွက်မိဘကိုပြုစုလုပ်ကျွေးခွင့်ကုသိုလ်မရတော့ဘူးနော် မိဘကိုပြုစုလုပ်ကျွေးတဲ့သားသမီးတွေဟာတည်လွန်တဲ့အခါမှာအပေတကားပေးပြီး ကောင်းရာသူကလေးကိုလာရောက်ကြရပါတယ်။ဒါအပြင်မိဘကိုလုပ်ကျွေးတဲ့သားသမီးတွေကိုမျက်တွေကလည်းချစ်ကြတယ်၊လူတွေကလည်းချစ်ကြတယ်နော်။မြတ်စွာဘုရားကလည်းပဲတုတ်တနိပတ်ပါဠိတော်ဝတ္တလတုံးမှာယောမတရံပိတရံဝဇိနကံဂတယောဗနံပဟုတန်တော်နဗရတိ တန်စင်ညာဝတ္တလောဣတိလို့ဟောကြားထားပါတယ်။အဘိဓေကအကျဉ်းသေးသည်80 90အရွယ်လွန်နေတဲ့မိဘတွေကိုပြုစုလှုပ်ကြွေးနိုင်တဲ့သူဖြစ်ပါလေ။မပြုစုမလှုပ်ကြွေးပဲပြစ်ထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကို သူရောက်မှာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်။နော်။မိဘကိုပြုစုလှုပ်ကြွေးခြင်းဟာကုသိုလ်လည်းရတယ်လို့ဖျားအစားရှိတဲ့အရိယာဘုရောကောင်းတွေလည်းချီးမွမ်းတဲ့အလုပ်ဖြစ်တယ်။နော်။ ဒါကြောင့်မိဘကိုလိတ်ကျွေးရတာဟာဝေကျွေးပေးဆက်ရတာမဟုတ်ဘူးကုသိုလ်ထူးကိုပြုလုပ်နေရတယ်လို့မှတ်ရမယ်နော်အရှင်ဖေယဝစီဘေဒထီတိုင်းရှဆိုတာဟုတ်ပါသလားဖေယဖြေချပေးပါတဲ့ဝေသွာဖေယလက်ထက်တော်အခါကဗဟုတုတအမတန်များလုံးလို့ဝေသွာဖေယကိုတော်တိုင်တော်မှဗဟုတုတဣဒတ်ချင်းရင်ရတဲ့ကုသုတ္တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ် အဆိုပါခုသုတ်တရာဆိုတဲ့အမျိုးသမီးဟာဘဟုတုဒ္ဒများစွာ ရှိတာမှန်တော်လဲပဲယုံနိုင်တဲ့ဂျွန်အမျိုးမှာလူဖြစ်ရပါတယ်။ဘာကြောင့်အဲ့ဒီလူတွေဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာဘိက္ခုနီမဖြစ်ခဲ့စဉ်တုန်းက စီဒီရင်ပြင်တော်ပေါ်မှာတန်ရှိုးရေးလုပ်နေစဉ်ယဟန္တာမဖြစ်တဲ့တခြားသောဘိက္ခုနီမကြီးတစ်ပါးကစီဒီရင်ပြင်တော်ပေါ်မှာချောင်းဟပ်လိုက်တာစီဒီရင်ပြင်တော်ပေါ်ကို တလိတ်တွေမတော်တဆကျသွားပါတယ်အဲ့ဒါကိုလေယဟန္တာမဖြစ်တဲ့ဘိက္ခုနီမကြီးကလုံးဝမသိရှာပါဘူးเนาะအဲ့ဒါကိုစေတီရင်ပင်တော်ပေါ်မှာတန်ရှင်းလေးလုပ်နေတဲ့ခုသုတ်တရာလောင်းလေရာဖြစ်တဲ့ဘိက္ခုနီမမြင်တဲ့အခါမှာအဲ့ဒီကြနေတဲ့တလိတ်တွေကိုတန်ရှင်းလေးလုပ်ပြီးရင်ဘဲကျော်မကစေတီရင်ပင်တော်ပေါ်မှာတလိတ်တွေ လာထွေးသွားတာလေလို့နှုတ်ကပြောမိခဲ့ပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့် အခုဦးဇင်းတို့ဃောရမမြတ်စွာဘုရားလက်ထက်မှာကျွံအမျိုးမှာလာပြီးသူဖြည့်ရပါတယ်ဘ ഹു တုဒအများရတဲ့အကြောင်းရင်းကတော့စီဒီရင်ပြင်တော်ပေါ်မှာတန်ရှင်းရေးလုပ်ပေးခဲ့တဲ့ကုသိုလ်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဝစီဗေဒဖြိတိုင်းရှာဆိုတဲ့စကားဟာမှန်ပါတယ်လို့ပြောခြင်းပါတယ်ဒီမေခွန်းက၅ပါးတီလာထဲမှာဘယ်ဟာကအပြည့်အကြီးဆုံးလဲလို့မေးတာဖြစ်ပါတယ် အပြစ်အနေနဲ့ပြောမယ်ဆိုရင်တော့ငါးပါးသီလထဲမှာသူ့နေရာနဲ့သူအတီးတီအပြစ်ကြီးပါတယ်။ဖះဟောနဲ့ပြောမယ်ဆိုရင်တော့မှုသားစကားပြောတဲ့သူတွေဟာ သူတို့မလို့ရဲတာဘာမှမရှိဘူးဟုဖះဟောရှိတာကြောင့်ငါးပါးသီလထဲမှာမှုသားဝါဒကံကအပြစ်အကြီးဆုံးပဲလို့ပြောရမှာပဲဖြစ်ပါတယ်။အရှင်ဖះဘာသာချားတွေမှာ သူအသက်တက်ရင်ငရေကြီးပါသလားဖះဝတ်လိုက်တာရှိပါသလားဖះတဲ့ မယုတ်တီးကိုမြန်မာလူမျိုးကစားလဲဆက်ပါတယ်ကလားလူမျိုးကစားလဲဆက်ပါတယ်တရုတ်လူမျိုးကစားလဲဆက်ပါတယ်ဘယ်လိုလူမျိုးကပဲမယုတ်တီးကို စားစားဆက်တတ်တဲ့အကျိုးကို ဖြစ်စေပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲဘယ်ဘာသာကိုပဲကိုးကွယ်သည်ဖြစ်ပါစေဘာသာတရားနဲ့လုံးဝမတက်ဆိုင်ပါဘူးအကုသိုလ်ကိုပြုလုပ်မယ်ဆိုရင် အကုသိုလ်ရဲ့စိုးကျိုးကိုခံစားကြရမှာဖြစ်ပါတယ်ဒါကြောင့် ဘာသာချားတွေမှာ သူ့အသက်သက်ရင်ငရေကြီးတာလည်းရှိသလိုဝက်လိုက်တာလည်းရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။